အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ Samsung ရဲ့ A series ကနေပြီးတော့ဈေးအသက်သာဆုံး 5G ဖုန်းလို့ပြောလို့ရနိုင်တယ် A06 5G လေးကိုကျွန်တော်တို့ unboxing လုပ်ပြီးတော့အတူတူကြည့်မှာဖြစ်ပါလေဖုန်းရဲ့ဈေးနှုန်းကိုပထမဆုံးပြောပြရရင် A series ရဲ့မှာဈေးအသက်သာဆုံးကိုပြောတော့ညာလဲပေါ့နော် A06 5G ရဲ့464ဈေးနှုန်းကအာ6သိန်းနဲ့9000နဲ့ဝယ်ရမယ်6128ကိုဝယ်ခြင်းနဲ့ဟိတ်ဆိုတော့9သိန်းခွဲနဲ့ပြရမယ်ပေါ့ဒါပေမဲ့ ဒီဖုန်းကိုဘာသဘောကျတာတုံးဆိုတော့အာကျွန်တော်တို့ကုမ္ပဏီအလုံးတော်တော်များများမှာကတခါလာလဲ MTK G99 G85 G100 နဲ့လာတဲ့အချိန်မှာအေးပေါ့ run run တော့နည်းမယ်464ဆိုပြီးမယ်6သိန်းနဲ့900ပေးလိုက်ရင် Dimensity 6300 SOC ပါတယ် A05G ဖုန်းလေးကိုရမယ် performance စမ်းဆောင်ရပါအနေနဲ့ daily drive ဘာညာမှာကောင်းကောင်းအဆင်ပြေနိုင်တယ်လို့ထူးထူးခြားခြားကျွန်တော်တို့ပက်ကြီးစမ်းကြည့်ရပေါ့နော်ပက်ကြီးဒီကောင်မှာနိုင်လား6300ဖြစ်သွားပြီဆိုတော့ ဂျိုင်ရိုပော့ပော့ပါပါဆော့လို့ရတယ်။ဒါပေမဲ့အားနည်းချက်ကလည်းတခုပြန်ရှိသွားပြန်ရောဒီ entry phone ကြောင့်ပဲဖြစ်လိမ့်မယ်။ depth sensitivity ကတော့နည်းနည်းလေးဒီ patch ကြီးဆော့ရင်တော့လေးတယ်ဆိုတဲ့ခံစားချက်မျိုးကိုရလိမ့်မယ်။ mobile လေးကျန်လေ super ultra နဲ့ကောင်းကောင်းဆော့လို့ရနိုင်တဲ့အနေထားမှာတော့ရှိတယ်ပေါ့ဗျာ။ဒါကကျွန်တော်တို့ကဟို9သိန်း6သိန်းမှာ company လုံးလေးရနေပြီးတော့ SOC ကောင်းကောင်းပါတဲ့ဖုန်းညွှန်းဆိုရင်တော့ run run တော့နည်းလိမ့်မယ် A05G ကမဆိုးဘူးဆိုတဲ့အနေထားမှာ ဝင်လာတဲ့ဖုန်းလို့ပြောလို့ရတယ်အာပါဝင်တဲ့ display ကလည်းနည်းနည်းကြီးများခြင်းတွေရှိတယ်အဲပုံမှန် LCD ပါတာ Samsung အနေနဲ့ပြဿနာမရှိပေမဲ့ပေါ့ဒါဟိုဘာပြောပြော720 resolution ကိုကျွန်တော်တို့9သိန်းခွဲဒါမှမဟုတ်6သိန်းနဲ့1000ပေးဝယ်ရမှာကြီးရတော့တိတ်တော့မမိုက်ဘူးအယောင် color အနိထားဟိုပြတာဟို LCD မှာတော့တော်တော်အဆင်ပြေတယ် 90Hz နဲ့ support ပေးပေမဲ့ဒီ HD black resolution နဲ့ကြီးတာတော့ screen display မှာဖွာတာတာဆိုတော့ ပုံရိပ်မျိုးကိုရနိုင်တယ်ဒါကကိုက Full HD Display ကြည့်နေကြသူဆိုရင်ပြောတာပါအဓိကကတော့ပုံမှန်ကျွန်တော်တို့အာ Daily Bright သုံးမဲ့သူ Samsung ကြိုက်တယ်ဟဲ့ဆိုရင် ASUS 6 4G တက်ဆိုင်တော့ ASUS 5G မှာ powerful ပုံဖြစ်တဲ့ SoC ပါလာတယ် G85 တက်ပိုကောင်းတာလေသိကြတယ်။နောက် Core Core 3မဟိဆိုရင်လေဒီကောင်ကအတန်ဖန်းနေသည်လို့မအော်ဘဲနဲ့ အဲကောရကောရာကိုကောင်းကောင်းအဆင်ပြေပြေသုံးလို့ရတယ် Google service ကလည်း ACC ပဲဘာဝင်တဲ့ကင်မရာ setup ကအာကျွန်တော် ASUS 4G လိုမှာပဲ50 megapixel main camera ပါမယ်2 megapixel depth sensor နဲ့8 megapixel selfie camera တေချာလက်ကူညီညီကင်ပြီးတော့ရိုက်မယ်အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာရိုက်ရင်တော့အဆင်ပြေတယ်နိုင်မှုပါတယ်ဆိုပေမဲ့နိုင်မှုကတော့ entry phone တွေရထုံးစက်တိုင်းအရင်ကြီးတော့မကောင်းဘူးနိုင်မှု feature ကတော့ထည့်ပေးထားတာတွေ့ရတယ် battery 9000 mAh ကိုထည့်ပေးထားပြီးတော့25 watt fat chat နဲ့အာသွင်းလို့ရပါမယ်။အသေးသေးကျွန်တော်တို့စမ်းထားတဲ့ဟာအားလုံးကတော့နောက်မှအတူတူကျွန်တော်နဲ့လိုက်ကြည့်လိုက်ပါအောင်ခင်ဗျာ။စမ်းဆောင် Galaxy A06 5G ပါ464 GB ကို6900ဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ဖောက်ကြည့်အောင်ပါ။ Samsung နေရာတော့ကျွန်တော်တို့သိရတိုင်း charging ကောင်းတော့မပါတော့ဘူးเนาะရုံးသွားနေတော့တသက်လက်ဆောင်ပြီးလိမ့်မယ်ဒီကောင်က 25W charging support ပြီးတယ်ဘူးထဲမှာတော့ပုံမှန်အတိုင်းကျွန်တော်စင်း ejector ပါမယ် Type C2 Type C ကြိုးလေးထည့်ပေးထားပါတယ် Classy A05G လေးရဲ့ big quality design အသားနာပါတိဆောက်ပုံအတွင်ပြင်အားလုံးဒီကျွန်တော်တို့မြင်ဘူးခဲ့တဲ့ A06 4G နဲ့တော်တော်ဆင်တူတဲ့ဒီဇိုင်းအသားနာကိုတွေ့ရမယ်။သုံးထားတဲ့ material အနေနဲ့ဆိုရင်လည်း plastic bag plastic frame ကိုပဲသုံးပေးထားပြီးတော့သူ့ရဲ့နောက်ဖက် cover texture ဒီဇိုင်းအသားနာကလည်းဒါ A06 4G နဲ့တူညီတယ်။ပိုကောင်းလာတာက performance ပိုကောင်းတဲ့ SoC ဖြစ်တဲ့ MDK Dimensity 6300ကိုဒီထဲမှာထည့်ပြီးသွားတာက A06 5G ရဲ့ပိုကောင်းလာတဲ့အချက် ဖြစ်တယ်ပေါ့နော်ကင်မရာဆက်တဲ့အနေနဲ့ဆိုရင်လည်းသူက15 megapixel main camera ကိုထည့်ပေးထားတယ်2 megapixel depth sensor နဲ့ရှေ့ဘက်မှာတော့8 megapixel selfie camera ကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်ပေါ်ဘက်မှာတော့ mic ပါမယ်ကျွန်တော်ဒီဘက်ဘေးမှာတော့ကျွန်တော်တို့မြင်တွေ့ဘူးတဲ့ဒါအရင်တော့တော့ A34 တို့ A54 တို့မှာတွေ့ရတဲ့ signature ဘူးပေါ့နော်ဒီ power button နဲ့ဒီ volume up down မှာဖောင်းဖောင်းလေးလုပ်ပေးထားတဲ့ဟာလေးက မိုက်တယ်ဗောနော်အဘတန်နေရှိရဲ့နေရာမှာပို့ပြီးတော့တိသာသေးတဲ့အနေထားမျိုးကိုမြင်ရတယ်ဘောလုံး app down ပါမယ်ဒီကောင်က power button မှာပဲ fingerprint ထည့်ပေးထားတယ်ဗောနော် side mount fingerprint လေးပါတာတွေ့ရတယ်အောက်ဘက်ခြမ်းမှာတော့ကျွန်တော် speaker တစ်လုံးပါမယ် tie sip mic 3.5 mm audio jack ပါမယ်ဒီဘက်ဘေးမှာတော့ကျွန်တော် sense slot လေးထည့်ပေးထားတာကို တွေ့ရပါတယ်ကင်မရာဘက်ကတော့အမဆူသလောက်လေးထွက်တာတွေ့ရမယ်အထူက8 mm ရှိပြီးအလေးချိန်ကတော့192 gram ရှိပါတယ် sin slow ကတော့ high fat sin slow ပေါ့နော် single နှစ်ကက်ထည့်မယ်ဟိဆိုရင် memory card ထည့်လို့မရဘူး single တစ်ကက်တည်းထည့်မှ memory card ထည့်သွင်းအသုံးပြုလို့ရမှာပါ single နှစ်ကက်ကတော့ထည့်လို့ရပါတယ် screen size အနေနဲ့ကတော့6.7 inch PLS LCD ကိုသုံးပေးထားတယ် HD+ resolution နဲ့ပဲကျွန်တော်တို့ကြည့်ရမယ် 90 head referral support ပေးတယ်လို့ပြောတယ်ပေါ့နော် A series ရဲ့ဈေးတက်တာဆုံး line up ဖြစ်တာနဲ့အညီပေါ့နော်ဒီကောင်က notch နဲ့ပဲလာတယ်ပေါ့နော်ပန်ရှိုးနဲ့မဟုတ်ဘူးချင်းကလည်းတော်တော်ထူတယ်လို့တော့ပြောလို့ရတယ်ကောင်းလာတာကတော့ဒီကောင်ရဲ့အာသာချက်ကရှိမှပြောခဲ့သူ diamond 6300တုံးပေးထားတာတော့ဒီဖုန်းရဲ့ဒုထက်လာတဲ့အချက်ပေါ့ဗျာ Galaxy A06 လေးကိုဆက်လက်လုပ်ပြီးမြင်တွေ့ရမယ့်အနေအထားပါ အတိတရတကူကပေါ့နော် LCD ဆိုပေမဲ့ကြီးရတဲ့ color accuracy တွေ brightness တွေကဖွင့်ဖွင့်ချင်းမှာမစိုးဘူးပေါ့နော်ဒါ Samsung ကြောင့်လို့ပဲတော့ပြောရမှာပေါ့နော်သူကသူ panel quality ဘယ်လိုပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ entry phone မှာကိုကြီးရတဲ့ LCD panel တွေကမစိုးပါဘူး brightness ဆိုရင်လည်းဒီမှာမြင်နေတိုင်းပဲပေါ့နော်ကျွန်တော်တို့သုံးပုံပုံတစ်ပုံလောက်ပဲရှိသေးတာနော်ပုံမှန် LCD ထဲမှာတော့တော်တော် brightness လင်းနေတယ်ထင်မှာမြင်ရတာကောင်းတယ်လို့ပြောလို့ရတယ်ပေါ့ဗျာမစိုးဘူး နောက်တစ်ခုကဒီကျွန်တော်တို့ Google Service ဘာညာအလုံးကလည်း Global Version ဝင်တာဖြစ်တဲ့အတွက်အဆင်ပြေပြေသုံးလို့ရတယ်။ဒီလုပ်ငန်းအတွက်ပေါ့နော် secondary phone အတွက်သုံးတာတို့ကိုယ့်ရဲ့လုပ်ငန်းမှာ core recording သုံးမယ်ဟိဆိုရင်လေမြန်မာပြည် official ဝင်တဲ့ Samsung လုံးတွေကအတန် fan နေပါသည်လို့မအော်ဘဲနဲ့ core record လုပ်လို့ရတာဟာအဒီကောင်ရဲ့ ကောင်းတဲ့အချက်ပေါ့နော်17နဲ့ကိုကျွန်တော်တစ်ချက်လောက်ဝင်ကြည့်အောင်ပေါ့နော်17နဲ့ကအရင်ဆုံး display ပေါ့နော် display မှာတော့ကျွန်တော်တို့ motion smooth နဲ့ပေါ့နော် motion smooth ဆိုတာ refresh rate refresh rate က adaptive ဆိုရင် तू ကအများဆုံးတော့ 90hz ထိစပို့ပေးရလို့ရေးထားတယ်အဲကျွန်တော်တို့က ဟိုအလိုလျောက်ချိန်ကြီးပေးတာလိုချင်တဲ့အတွက်တော့ adaptive မှာထားဒါမှမဟုတ် 16hz နဲ့ပဲအလုပ်လုပ်ချင်ရောစတန်ဒတ်မှာထားပြီးတော့တော့မှဒီမှာတော့ကျွန်တော် adaptive မှာပဲထားပြီးတော့ဆန်ခဲ့လိုက်ပါမယ် eye comfort ရှိရတော့ကျွန်တော်တို့ blue light filter လုပ်ပေးတာဖြစ်တဲ့အတွက် screen ကအဝါရောင်ဘက်ကိုတန်းသွားပါလိမ့်မယ် eye comfort မှုမှာပေါ့နော်နောက်တစ်ခုက navigation ပါပေါ့ကျွန်တော်ကဒီ Samsung တွေကိုသုံးရင်ဒီလို button နေနေပေါ့နော် button နေနေသုံးရတာမကြိုက်ဘူးကြာကြာနဲ့သုံးချင်တော့ swipe gesture ပဲကျွန်တော်ရွေးလိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမယ်သုံးချင်တာကို strike လုပ်ပြီးတော့တုံးလို့ရပြီ test sensitivity ကိုပို့ပြီးတော့ကောင်းခြင်းเนาะဒီမှာကျွန်တော်တို့ on ပေးလိုက်ပေါ့เนาะဒါဆိုရင်တော့ test sensitivity ပိုကောင်းတဲ့အတွေ့အကြုံကိုရပါမယ်နောက်တစ်ခါကျွန်တော် event feature တွေဝင်ကြည့်အောင်ပေါ့เนาะ event feature တွေမှာ side button side button ဆိုတာတနည်းအားဖြင့်ပြောရင်ဒီ power button ကိုပြောတာပါပဲเนาะ power button ကိုကျွန်တော်တို့နှစ်ချက်နှိပ်လိုက်ရင်ねဒီမှာတော့ camera ပွင့်မယ်ထားထားတယ်ပေါ့ဒါမှမဟုတ် camera မဟုတ်ဘူးကျွန်တော် flash မီးပွင့်ခြင်းလည်းရတယ်အဲ့တော့နမူနာကျွန်တော်ဖွင့်ပြမယ် side button နှစ်ချက်နှိပ်ကြည့်အောင် เนาะအဲ့တော့ flat mean လင်းသွားပါပြီဒါ side button ပေါ့เนาะဒီ side button ဆိုတာ power button ကိုပြောတာပဲ multi window ကဖုန်းပေါ်မှာ multi window split screen နေ border screen နေသုံးချင်ဖြွင့်ပြီးတော့သုံးလို့ရတယ်ဒါတော့ကျွန်တော်ဒီမှာပြမနေတော့ဘူးနောက်ထပ်က glassy avatar ဆိုတော့ကိုယ်ပုံရိပ်နဲ့ အီမိုဂျီလေးတွေ icon လေးတွေလုတ်ချင်တယ်ဟဲ့ဆိုရင်ဒီ avatar ကိုပုံတွေကိုလုတ်လို့ရပါတယ်ဒီမှာတော့ကျွန်တော်လုတ်မပြတော့ဘူးပေါ့နော်နောက် jure messenger ပါပါတယ် jure messenger ဆိုတာဖုန်းထဲမှာ facebook နှစ်ခုလို viber နှစ်ခုလို့သုံးချင်တဲ့အခါမျိုးမှာဒီကောင် online ရင်ကျွန်တော်အဲနှစ်ခုစီသုံးလို့ရတယ်ပေါ့နော်အဲ့ဒါလည်းကောင်းတဲ့ feature တစ်ခုလို့ပြောလို့ရပါတယ်ဒါပဲပေါ့နော်ကျွန်တော်တော့ကျွန်တော်အထွေထူးထူးဘာမှဟိုပြောစရာမရှိဘူးပါဝင်တဲ့ကင်မရာ setup ကိုဝင်ကြည့်အောင်ပေါ့နော်အဲ့တော့ကင်မရာအနေနဲ့ကတော့ ဒါ entry ဖုံးမှာပဲတကယ်တမ်း A0 line app ကဈေးနှုန်းအနေနဲ့သာ6သိန်းဝန်းကျင်ဖြစ်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြန်ပြီးချီးကျူးရမှာတော့ 5G version အာပုံမှန်ကုမ္ပဏီလုံးတွေမှာမြင်တွေ့နေကြ SOC မှာဆိုရင်တော့သူအကောင်းဆုံးလို့ပြောရမှာပေါ့နော်အခြားတွေကဆိုရင် G တရာရတဲ့အချိန်မှာဒီကောင်က Dimensity 6300ထည့်ပေးထားတာဆိုတော့အာဟိုကုမ္ပဏီအလုံး6သိန်းဝန်းကျင်ထဲမှာတော့ Samsung ကထွက်တဲ့ A05G ကပိုကောင်းတဲ့ SOC ပါတဲ့ဖုန်းလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီမှာမှကျွန်တော်ကင်မရာ main ကင်မရာဒီကောင် เนาะအဲ့ဒါ50 megapixel ဆိုတော့ဒီကောင်လေးဒီကောင်လေးပိတ်ထားရင်ကျွန်တော်တို့เนาะဒါမင်းအောက်ကတော့ macro ဟာပေါ့ depth sensor ပေါ့เนาะဟို portrait ဘာညာရိုက်တဲ့အခါမှာကူညီပေးမယ်ဟာရှေ့ရှေ့မှာတော့8 megapixel ဆက်ပြီးပါတယ်ပါဝင်တဲ့ feature တွေကိုကျွန်တော်တို့ကြည့်ရရင်ဒီမဲ့ portrait မှုပါမယ် photo ပါမယ် video video ကတော့ကျွန်တော်တို့ 1080p လား 2K ပါရရသေးလား အာ 1080p ပဲเนาะ 1080p 30fps ကအများဆုံးပဲရိုက်လို့ရပါမယ် selfie camera မှာဆိုရင်လည်းကျွန်တော်တို့ 1080p 30fps အများဆုံးပဲရိုက်လို့ရတယ်ပေါ့เนาะနောက်ထပ်ပါတာ mo mo ထဲမှာက pro မှုပါမယ် night မှုပါမယ် full panorama slow motion hyperlapse ပါတယ် ပုံထွက်ကတော့ကျွန်တော်တို့ပုံမှန်ဒီသေးဝင်ချင်းဖုန်းတွေမှာအရင်မျှော်လင့်လို့မရပါဘူးမြင်အနေထားဘလို့ရှိလေတော့ကျွန်တော်တို့ပုံရိပ်လေးတွေကိုနောက်မှာဆန်ပြီးတော့ထည့်ပေးထားပါမယ်ဆန်ပြီးဖိုတိုအချို့ကိုထည့်ပေးလိုက်ပါတယ် ဆဖီအနေနဲ့တော့8 megapixel ဆဖီဆိုပေမဲ့ဒီတင်းတော့နည်းတယ်ဒါပေမဲ့ထွက်လာတဲ့ဆဖီပုံကြီးအချို့ကတော့မစိုးဘူးအာပုံမှန် Android ဖုန်းတွေရဲ့ထုံးစံအတိုင်းပါပဲကျွန်တော်တို့လူပုံတွေရိုက်မယ်ဖာညာဆိုရင်တော့ဒေချာလေး focus ပြက်အောင်ချိန်ပြီးလက်ညင်ကြီးလေးထားပြီးရိုက်ပါအဓိကတော့ OS မပါတာဖြစ်တဲ့အတွက် processing မပြီးတဲ့အချိန်မှာလှုပ်သွားရင်ပုံကြီးကရှိတ်ဖြစ်တာမျိုးဖာညာတော့တွေ့ရတယ်အလင်းရောင်ကောင်းတဲ့နေရာမှာရရရင်တော့ပုံထွက်လေးတွေအဆင်ပြေတဲ့အနေအထားတစ်ခုမှရှိတယ်အာ night ကျော်ကတော့ဒီအတိုင်းပါဝင်တာဆိုတော့ကျွန်တော်လည်းဒါညဘက်မှာဆန်းဖို့အချိန်ရတာနဲ့ night shot ပုံချို့ကိုလည်းထည့်ပြီးတယ် ပုံမှန်ပါပဲအရင်ကြီးကောင်းဖို့တော့မမျော်လင့်ပါနဲ့ပုံမှန်ဒီစတူဒီယိုထဲမှာရိုက်တဲ့ပုံရိပ်တွေမှာဆိုရင်တော့ BB ဖြစ်တဲ့ကာလာကိုရတာတွေ့ရတယ်။ Android ဖုန်းတစ်လုံးအနည်းငယ်ဆိုရင်တော့အရင်အပြစ်ပြောစရာမရှိဘူး။ဆုပ်ပြတ်တက်နေတဲ့ကင်မရာတွေတော့မဟုတ်ဘူး။အတင့်အတင့်ကောင်းတဲ့ပုံရိပ်တွေကိုရိုက်နိုင်တဲ့ကင်မရာဆက်ရက်ပါဝင်တယ်လို့တော့ပြောလို့ရပါတယ်။ Samsung Galaxy A05G ရဲ့ Dimensity 6300ပေါ်မှာ Mobile Legends စော်ကစားရင်ရမယ့် Graphics Setting မှာ ကျွန်တော် frame rate က super party support ပေးပြီးတော့ graphic က ultra ထိရပါတယ်။အနည်းငယ် search ရဲ့နေရာမှာလဲ mobile ညင်းကတော့ဒီကောင်ပေါ်မှာကောင်းကောင်းနိုင်နိုင်နည်း search လို့ရတာတွေ့ရပါတယ်။ honor of king ပေါ့နော် honor of king ကို Samsung ရဲ့ A05G dimensity 6300ပေါ်မှာ search ရင်ရမယ့် graphic setting လေးတစ်ချက်ကြည့်အောင်ပါ။သူက FPS ကို ultra ထိရပါမယ်။ FPS ultra resolution ultra ပေါ့နော်။ FES Ultra Resolution Ultra ထားပြီးတော့ Honor King ကို A05G မှာစော်ကစားလို့ရပါမယ် CA05G ရဲ့ Dimensity 6300ပေါ်မှာ Badge စော်ကစားရင်ရမယ် Graphic Setting မှာတစ်ချက်ပြပေးပါမယ်အာဒီကောင်ကကျွန်တော်တို့အာ smooth ultra valence ultra hd high တိပဲပွင့်နေပေါ့နော် hd ကဘာညာမပွင့်ဘူးအဲ့တော့တကယ်ပြောရင်တော့ 4d fps ပေါ့နော် 4d fps နဲ့ဒီကျွန်တော်တို့ solo ရမယ် sensitivity အနေနဲ့ဆိုလဲ gyroscope sensor ပါတယ်ကျွန်တော်နမူနာပြပေးပါမယ်သူတဲ့ gyro sensor ကဒီဈေးဝင်ကျင် ကုမ္ပဏီအလုံးတွေထဲမှာတော်တော်ပေါ့တဲ့ gyro sensor ပါတယ်လို့တော့ပြောလို့ရတယ်ဒီကောင်မှာကျွန်တော်တို့ဂျားထဲမှာပေါ့နော်ဟိုဟိုဆန်းပြီးတော့ဆော့ကြည့်ရဲ့အနေထားတခုမျိုးအရာပြောလို့ရတာကဟိုဂျာရိုဒီကျွန်တော်တို့ခုနရှေ့မှာပြောခဲ့သလိုသုံးနေကြ အဲဒီဈေးဝင်ချက်မှာရှိတဲ့ကုမ္ပဏီလုံးတွေတက်စာရင် စန်စာပေါ့နော်စန်စာကြားလို့စန်စာတော်တော်ပေါ့တယ်လို့ကျွန်တော်တို့ဒီမှာပြောလို့ရတယ်ဒါပေမဲ့သူရဲ့အားနေချက်ကကြတော့ဟို test ကအဲ test sampling rate နည်းလို့လားမသိဘူးတခါလေကြာရင် test ကိုနှိပ်တဲ့အချိန်မှာနည်းနည်းလေးလေးတယ်လို့လွတ်တယ်လို့ခံစားရတဲ့ feeling မျိုးရတာတော့တွေ့ခဲ့တယ်ပေါ့နော် အဲဒါပေမဲ့ဒီဈေးဝင်ကျင်ကုမ္ပဏီလုံးနေတယ်6သိန်းပေါ့နော်6သိန်းဆိုဒီကုမ္ပဏီလုံးနေတယ်မှာ6300အဲ smooth ultra နဲ့ဆော့မေဟေးဆိုရင်တော့ဆော့လို့ရနိုင်တယ် test sensitivity လေးကတော့နည်းနည်းလေးကျွန်တော်တို့လေးတယ်ပေါ့နော်ပါဝင်တဲ့ကျွန်တော် display နဲ့ speaker ကိုတစ်ချက်စမ်းကြည့်အောင်ပေါ့နော်အောက်ဖက်မှာတော့ကျွန်တော်တို့ speaker တစ်လုံးနဲ့ပါတာတွေ့ရပါလိမ့်မယ်โอเคအဲ့တော့စမ်းကြည့်အောင်ပါ till I get up Time is barely on our side I don't wanna waste what's left The storms we chase are leading us And love is all we'll ever trust Yeah, no, I don't wanna waste what's left push the sun ကဲအဲ့တော့မြင်တွေ့ခဲ့တဲ့အတိုင်းပါပဲရုပ်ထွက် quality အနေထားကတော့ AC တစ်ခုရဲ့ပြနိုင်တဲ့အရောင်အရည်သွေး contrast brightness ကတော့မဆိုးဘူးဒါပေမဲ့အဓိကပြောချင်တာ resolution 720p ကတော့တော်တော်နည်းတယ်တကယ်ကျွန်တော်တို့ပုံမှန် Full HD display ကြည့်နေကြသူဆိုရင်ရုပ်ထွက်ကြီးက ဖွဲ့တဲ့ဆိုတဲ့ခံစားချက်မျိုးကိုရလိမ့်မယ်စပီကာတန်တော့ကတော့ပုံမှန်ပါပဲဒီဈေးဝင်ခြင်း Samsung ဖုန်းတွေเนาะ entry line မှာတွေ့နေကြစပီကာပဲအဲဂျူရယ်စပီကာတော့မရသေးဘူးအတန်ကလည်း119 dB ဆိုတော့ခြေတယ်ထဲမှာတော့ ပါပါတယ်အခုလောက်ဆိုရင်တော့ A06 5G ရဲ့အနေထားအားလုံးကိုမြင်တွေ့ခဲ့ပြီလို့ထင်ပါတယ်ပုံသဏ္ဍာန်သွင်းပြီးအသားနာ A06 4G နဲ့အတူတူပဲ big quality ပုံစံအနေထားကလည်းအလှတယ်ယောက်ျားလေးတော်တော်များများကြိုက်မယ်အနေထားမှာရှိတယ်ခေါင်းထဲချက်ကတော့ရှေ့မှာတစ်ယောက်လုံးကျွန်တော်ပြောခဲ့တဲ့ MDK Times 6300ပါလာတာဖြစ်တဲ့အတွက်အဲ daily drive social media တွေကောင်းကောင်းသုံးလို့ရတယ်ဂိမ်းတစ်ခါတည်းရန်ဆော့မယ်ဟိတ်ဆိုရင်လဲဆော့တဲ့အချိန်မှာ အအဆင်ပြေစွာဆောလို့ရနိုင်တယ်ပေါ့နော် heavy user အတွက်ကတော့မကြီးညွတ်ဘူးဒါပေမဲ့ကျွန်တော်တို့6သိန်းဝန်းကျင်ကုမ္ပဏီလုံးလေးတွေမှာတော့ Dimensity 6300ပါတဲ့ဖုန်းဆိုရင်တော့ A06 5G ကအဲ SOC ကောင်းကောင်းပါလာတယ်ပေါ့ဗျာဒီဈေးဝန်းကျင်မှာပေးရတာတန်တဲ့ SOC ပါလာတဲ့ဖုန်းလို့တော့ပြောလို့ရသွားတယ်1917ပေါ်မှာပို့ပြီးတော့စမှုဖြစ်ဖြစ်နဲ့ powerful ဖြစ်ဖြစ်နဲ့ သုံးနိုင်တယ်ပေါ့ဗျာနောက်ထပ်ကကျွန်တော်တို့ပါဝင်တဲ့ကင်မရာတွေကအရင်ကြီးဟိုက်ပြီးတော့မဝင်နဲ့ကိုကတည်တည်ချာချာအလင်းရောင်ရှိတဲ့နေရာမှာရရင်တော့အဆင်ပြေတဲ့ပုံရိပ်ကိုရမယ်အဲကို A06 4G ကိုရွေးမလား A06 5G ကိုရွေးမလားဆိုရင်တော့ 5G ကပိုကောင်းပါတယ်ပေါ့ဆို A06 4G က G85 နဲ့တုံးရမယ်နေထားမှာ Dimensity 6300ပါတဲ့ဒီ A06 5G ကတော့ပို့ပြီးတော့ ကောင်းတယ်ဈေးလည်းပိုများတယ်ပေါ့နော်အဲ့ဒါတော့ရှိမယ်ပြီးရင်ကျတော့ပါဝင်တဲ့ battery 9000 mAh 25W charging ကတော့ဒီဈေးဝင်ကျင်မှာဘာမှတိတ်ပြီးတော့အပြစ်ပြောစရာတော့မရှိဘူးပေါ့နော် Samsung နေကဒီလောက်အနေထားနဲ့ပဲလာတာဆိုတော့ Samsung မှာကင်ရင်ဒါကိုလက်ခံရမယ့်အနေထားမှာရှိပါလိမ့်မယ်။ပါဝင်တဲ့ display က LCD တစ်ခုအနေနဲ့ပြတဲ့အကြောင်းအသွေးတွေကမစိုးဘူးဆိုပေမဲ့ကျွန်တော်တော့ 720p resolution နဲ့ကြည့်ရတာနည်းနည်းလေးတော့တိတ်တော့ သဘောမကျဘူးပစ်စယ်တွေနည်းနည်းဖွာတာတာဖြစ်တယ်လို့ခံစားရတယ်ဒါပေမဲ့ Samsung fan တွေကတော့တီးခတ်နိုင်ပါလိမ့်မယ် speaker ကလည်းတစ်လုံးနဲ့ပါပါတယ်ဘလို့လူတွေရွေးချယ်ရမလဲဆိုတော့ကိုကလည်း Samsung fan ဖြစ်တယ်6သိန်းလောက်မှသုံးကျင်တဲ့ company phone တွေက SOC ပေါ့နော်အဲဈေးတန်တန်နဲ့ရကျင်တဲ့ official glow ပဲအလုံးဆိုရင်တော့ A06 5G ဟာလူကြီးမင်းတို့ရွေးချယ်စရာအနေနဲ့ရှိလိမ့်မယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာတဲ့အဆုံးသတ်ချင်ပါတယ်အားလုံးပါပါပါ Here we go.